ဒီကောင်မလေးကတော်ထဲမှာရောင်စုံဒုတိလီပန်းနှွင်ကိုတွေ့ရပြီးတော့မှနေအောင်ကြီးအောက်မှာဒုတိလီပန်းလေးဟာအရင်ကိုလှပနေပါတယ်။အဲဒါကြောင့်ကောင်မလေးကပန်းလှလှလေးတွေပွင့်လာအောင်သူ့ရဲ့စိတ်ကိုယူပြီးတော့စိုက်လိုက်ပါတယ်။နေကပန်းလှလှလေးတွေပွင့်လာခဲ့ရင်ငါအမေအရန်ချက်လိမ့်မယ်။ဘန်းကိုသူ့စီကိုပို့လိုက်ရင်သူဟာကျမ်းမာရေးပြန်ပြီးတော့ကောင်းလာလိမ့်မယ်။ကလေးမလေးဟာသူ့ရဲ့လူရဲ့ကြောင့်ပဲဒုက္ခအကြီးကြီးရောက်လာမယ်ဆိုတာကိုတော့မသိခဲ့တာဖြစ်ပြီးညဘက်မှာကလေးမလေးကပန်းကိုစိုက်ထားတဲ့နေရာကနေရောင်စုံအလင်းရောင်တွေဖြာထွက်နေတာတွေ့ရပါတယ်။ပြီးလို့ရှင်တော့အစင်းရောင်အညောင်ကလေးထွက်လာခဲ့ပြီး ။နောက်နေ့မနေ့မှာတော့ကောင်မလေးဟာပျော်ပျော်ရွှင်ရွှင်နဲ့သူ့ရဲ့ပန်းချန်လေးကိုလာခဲ့ပါတော့တယ်။သူဟာနေတိုင်းပဲရေလာလောင်းတဲ့လို့ဒီနေ့မှာတော့သူမနေ့ကစိုက်ထားတဲ့အပင်လေးကအညောင်းထွက်နေတာကိုတွေ့ရပြီ။ဒါပေမဲ့ဒီပင်ဟာကြီးတာအရင်ကိုမြန်ဆန်လာပါတယ်။သုံးရကြာပြီးတဲ့နောက်မှာတော့အဲ့ဒီပင်က1မီတာထိကြီးလာခဲ့ပြီးတော့အဲ့ဒီပင်သူဟာဖြတ်သွားတဲ့ငှက်လေးတွေကိုဖန်ဆာတက်ပါသေးတယ်။သူငှက်ဖန်လိုက်တဲ့မြင်ဝင်ကိုဖြတ်သွားတဲ့ကောင်လေးတယောက်ကတွေ့သွားခဲ့တာဖြစ်ပြီးဒါဟာမိစ္ဆာပင်ဖြစ်နေမှန်းလည်းသိတာနေပါတယ်။ သူကတနက်နေ့ပြင်မဲ့အချိန်မှာပဲကောင်မလီကလာပြီးတော့တားပါတယ်ကောင်မလီရဲ့စကားတွေကိုနားထောင်ပြီးတော့သူ့ကိုနေတိုင်းရေလောင်းပေးပြီးတော့သူနဲ့စကားပြောပြတယ်သူ့ကိုပန်းကြီးကြီးပွင့်လာဖို့လဲတောင်းဆိုထားတယ်မိမိရဲ့ယောဂမြင်မြန်ပျောက်သွားအောင်သူကပန်းလှလှလေးပွင့်ပါလို့ပြောလိုက်တဲ့ခါမှာတော့ကောင်မလီရဲ့စကားကိုနားထောင်ပြီးတော့ကောင်လီကဆေးလျှော်သွားခဲ့ပါတယ်အခုလောလောဆယ်တော့အဲ့ဒီပင်ကအန်ဒီရဲ့ကြီးကြီးမားမားမဖြစ်သေးတာဖြစ်ပြီးဒါပေမဲ့သူ့ကိုဒီတိုင်းထားရမယ်ဆိုလို့ရှင်တော့ဘယ်လိုမိစ္ဆာမျိုးဖြစ်သွားမလဲဆိုတာတော့မသိနိုင်ခဲ့ပါဘူး နောက်နေ့ကိုရောက်တဲ့အခါမှာတော့ကောင်းလေးကဆင်းမချတာကြောင့်ပန်းညက်တွေကိုထက်သွားကြည့်တဲ့အခါမှာသူမထင်ထားတာကတော့အဲ့ဒီပင်ဟာ3မီတာထိမြင့်သွားခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့မကသေးပဲနဲ့သူဟာလှုပ်လေးလှုပ်နေတာဖြစ်ပြီးအဲ့ဒီချိန်မှာကောင်းလေးကမျက်ပုံထဲမှာလဲနေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတယ်။ကလေးမလေးကအပင်ကနေထွက်လာတဲ့အစိမ်းကြောင့်မူးလဲသွားခဲ့တာဖြစ်ပြီးကောင်းလေးသာအချိန်မီရောက်မလာခဲ့ဘူးဆိုရင်ကလေးမလေးကိုအဲ့ဒီပင်ကစားသွားတော့ပြီဖြစ်ပါတယ်။ကောင်းလေးကအပင်ကိုတနက်နေ့ပြည့်တဲ့ချိန်မှအဲ့ဒီချိန်မှမထူးတော့ပါဘူးပြီးလို့ရှိရင်အပင်ကမိစ္ဆာကောင်ကြီးကြီးဖြစ်အောင်ပြောင်းလဲသွားခဲ့ပါတယ် မိစ္ဆာကတပ်ဝန်းကျင်မှာရှိတဲ့အရာအလုံးကိုဖျက်ဆီးနေပြီးကမ္ဘာကဝေရေးစစ်လေရင်တွေလည်းရောက်လာခဲ့ပြီးတော့တိုက်ခိုက်ခဲ့ပေမယ့်မိစ္ဆာကိုတော့မထိခိုက်နိုင်မှုဖြစ်နေပါတယ်စစ်လေရင်တွေပဲအောက်ကိုပြိုကျသွားခဲ့ပြီးအဲရော့ကောင်လေးကအာထရာမန်ဖြစ်ပြောင်းနေပြီးတော့မိစ္ဆာနဲ့သွားပြီးတော့ခြားပါတယ်အစမှာတော့မိစ္ဆာကသူ့ရဲ့အနွယ်ရင်းနဲ့အာထရာမန်ကိုဖမ်းထားပြီးအစိတ်တွေဖြန်လိုက်တဲ့အခါမှာတော့ပြန်တိုက်ဖို့အတွက်ခက်ခဲသွားခဲ့ပြီးဒီခါမှာတော့အာထရာမန်ကလျှက်စစ်တအားတွေကိုလွှင့်ပြီးတော့ပြန်ပြီးတော့တိုက်ထုတ်ပါတယ်အဲနောက်မှာတော့တွန်းအားနဲ့မိစ္ဆာရဲ့အစိတ်တွေကိုတားလိုက်သလို မိစ္ဆာခေါင်းမူးနေတဲ့ချိန်မှာပဲသူ့ရဲ့အနှွယ်အားလုံးကို ခုတ်ပစ်လိုက်ပါတယ်။နှွယ်ဒီဆုံးရှုံးသွားတဲ့မိစ္ဆာကတိုက်ခိုက်နေစွာတော်တော်လေးကိုရောကြသွားခဲ့ပြီးနောက်ဆုံးမှာတော့အာထရာမန်ရဲ့အလင်းရောင်ပါဝါအောက်မှာကြဆုံးလို့သွားခဲ့တာဖြစ်ပါတယ်။တဲဝဲပြီးဆုံးသွားတဲ့အခါမှာတော့တနာကြာကောင်းလာတဲ့ကလေးမလေးရဲ့ပန်းညံလေးဟာပြည့်စည်သွားခဲ့ပြီးတော့မှသူ့ရဲ့ပန်းလေးတွေအားလုံးလည်းညှို့နှမ်းသွားခဲ့ပါတယ်။ဒီလိုဆိုလို့ရှိရင်တော့ဆေးရုံမှာရှိတဲ့အမီကိုတွားပြီးလို့မရတော့ဘဲနဲ့ငိုရိုရင်းနဲ့ပဲပန်းချံကို ပြုတ်ပြနေတဲ့ကောင်မလေးကိုကြည့်ပြီးတော့အာထာမင်းကသူ့ရဲ့ဆွမ်းအားကိုတုံးပြီး ကလေးမလေးရဲ့တန်းချန်ကိုအရင်လိုပြန်ဖြည့်သွားအောင်လုပ်ပြီးလိုက်ပါတယ်။ပြန်ပြီးတော့လှပလာတဲ့ပန်းလေးကိုကြည့်လိုက်တဲ့အခါမှာတော့ကောင်မလေးဟာပြုံးရှင်လို့လာခဲ့ပါတော့တယ်။တကားတော့ချမ်းသာတဲ့နေပေါ်မိသားစုတစုရဲ့ဟင်းချက်ပုံချန်ဒီပဲဖြစ်ပါတယ်။အစားစာထည့်တဲ့ပုဂံတွေကိုတော့ရွှေရောင်တော်တော်ကြီးဖြစ်နေပြီးတော့စားတဲ့အစားစာတွေကလည်းထိတ်တန့်အစားစာတွေပါ။မိဖို့ကြောင့်လေးကရိုးရိုးလေးပဲဆိုပေမဲ့တအိမ်လုံးခြုံကျွေးလိုက်မယ်ဆိုလို့ရှိရင်ကြပြားစံစံလေးနဲ့ချစ်စရာကောင်းနေပါတယ်။ဒီလိုအိမ်မျိုးဆိုလို့ရှိရင်နေပေါ်မှာတော်တော်လေးအဆင်ပြေနေပြီဖြစ်ပြီးတော့အဲ့ဒီရဲ့အိမ်မှာတော့နေတိုင်းအသားတွေစားကြပါတယ်။ တရင်မဆိုင်ရင်မနေနိုင်တယ်လို့အမေရိကကတော့ဒီနေ့ရဲ့အဓိကဇက်ကောင်ဖြစ်ပါတယ်။နီဘောနိုင်ငံသားတွေရဲ့ချက်ပြုတ်နည်းကအရန်ကုန်မှရိုးရှင်းပြီးတော့အမေရိကကိုချက်တဲ့အချင်းကလည်းမိရီတွေကိုပြစ်ပြီးတော့တခါတည်းကင်းလိုက်ကြပါ။အကင်ခံရပြီးသားအမေရိကရဲ့အရေးကုန်ကခွာဖို့အတွက်လေကူသွားခဲ့ပြီးတော့ဒီနေ့အမေရိကရှက်တဲ့နည်းကတော့နည်းနည်းလေးထူးဆန်းနေပါတယ်။အစားကနေအဆုံးထိအိုးကိုလုံးဝတုံးစရာမလိုဘဲနဲ့အုံမတုံးမဲနဲ့ဘယ်လိုများချက်မလဲဆိုပြီးတော့တွေးရင်တွေးနေပါလိမ့်မယ်။အမှန်တကယ်တော့အန်ဒီတုံးတာကရှေးကြဆုံးချက်ပြုတ်နည်းတစ်ခုပါ။ အမေရှာကိုအချောင်းချောင်းဖြစ်အောင်လှီးပြီးတော့မှမိသွေးကလေးကိုတခါလေးပြစ်ပြီးတော့ခင်ပါတယ်ဒီလိုခင်လိုက်တဲ့အမေရှာဟာကျွတ်ကျွတ်လေးဖြစ်ပြီးတော့မှမိသွေးနဲ့နေမှုမှုလေးထွက်လာမှာပါဒါပေမဲ့တခါလေးတော့မစားသေးပါဘူးအတုံတေးသေးလေးတွေဖြစ်အောင်လှုပ်ပြီးတော့မှအစာပလာလေးတွေနဲ့နေတာအဲ့ဒီချိန်မှာအမေရှာတုတ်တီတပွဲရလာခဲ့ပြီးဖြစ်ပါတယ်ဒီနေ့လေးကအရန်ကုန်မှရိုးရှင်းတာဖြစ်ပြီးတော့မှအိုးကိုလည်းမတုံးမိပါဘူးနောက်ဆုံးမှာတော့စီပူပူလေးနဲ့လောင်းပြီးရအောင်မှဖြစ်ပြီးတော့ညီဘောလူမျိုးတွေထမင်းဆိုင်တူနေစပွဲမလို့ပြန်ပါဘူးရွှေအောင်တော်တော်လေးနဲ့ဘလောက်လာတဲ့ပကံဖြစ်နေပါစေမြေကြီးပေါ်မှာပဲတင်ထားကြပါတယ် လူတိုင်းကထမင်းတပကံလေးနဲ့ဟင်းရီတစ်ခွက်နောက်ဆုံးမှာတော့အမဲရှာဟင်းလေးကိုထည့်ပြီးတလို့ပြီးတလို့လက်နဲ့ခိုင်းစားကြပါတယ်။သူတို့စားတော့ကိုကြည့်ပြီးတော့မှကိုရီအောင်စားကျင်စီပောက်လာခဲ့ပါတယ်။ဒီထမင်းဟင်းကရိုးရိုးလေးဆိုပေမဲ့တိန်လုံးရဲ့နေ့တဲ့ချိန်ကိုလည်းခံရပါတယ်။လူတိုင်းကပကံထဲမှာရှိတဲ့ထမင်းဟင်းလေးကိုလည်းပြောင်းစင်အောင်စားကြလိမ့်ရှိပါတယ်ဗျ။